ကဲဒီနေ့ reading ကတော့ခါတိုင်းကိုလူတိုင်းကြည့်လို့မရဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုမိတို့ရဲ့ဆက်ဆံရေးမှာ third party ရှိနေတယ်။တစ္ဆာဖောက်ခံနေရတယ်ဆိုမှပဲကြည့်လို့ရမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အခုလိုတစ္ဆာဖောက်ခံနေရတဲ့သူတွေအနေနဲ့ပါဆက်လုပ်တင်လဲဆိုတာကိုကြည့်ပေးမှာပေါ့နော်ဆိုတော့ဒီနေ့ကတော့ collective မဟုတ်ဘူး buy one နဲ့ buy two နှစ်ခုရွေးဖို့ပေးမယ်ပေါ့နော်ဆိုတော့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အခုမင်းကဖောက်ပြန်ခံနေရတယ်ဆိုရင်မင်းအနေနဲ့ ဘာလုံးတင်လဲပေါ့နော်မင်းကနောက်ထပ်ခြေတလန်ကဘာဖြစ်ဖို့အတင်ဆုံးလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ pi 1 pi 21 and 2ပါရှင်။ဘိုင်းကိုယူရတဲ့အချိန်မှာဘာကူမှအများကြီးမစင်စားဘဲနဲ့အသက်ကိုဝါရှူ ဘိုင်းတစ်ခုလုံးကို site ကြည့်လိုက်တဲ့အချိန်မှာမင်းကို calling လုပ်နေတဲ့ဘိုင်းတစ်ခုကိုယူလိုက်ပါရှင်ဟုတ်ပါပြီဘိုင်းနဲ့ယူပြီးပြီလို့ထင်ပါတယ်ဆိုတော့ကိုတို့ဖိုင်ဝမ်လေးကိုတွားကြရအောင်ဟုတ်ပြီဖိုင်ဝမ်တို့အနေနဲ့ဒီဆက်ဆံရေးမှာဘာဆက်လုပ်တင်လဲဒီလူနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆုံးဖြတ်ချက်တွေချတဲ့လဲပြောပြပေးပါရှင်ဆိုတော့ သုံးထားတဲ့ desk လေးကလည်းနည်းနည်းတော့နက်နေတဲ့ဘက်ကိုသွားတယ် dark blue ဆိုတဲ့ကို tarot deck လေးကိုသုံးထားတာအမဲရောင်ဘက်ကိုသွားတယ်ပေါ့နော် theme ကလည်းဟို reading ကလည်းနည်းနည်းလေး sensitive ဖြစ်တဲ့ reading ဆိုတော့လေဆိုတော့ဒီ reading ကိုကြည့်တဲ့အချိန်မှာတစ္ဆာဖောက်ခံနေရတယ်လို့ယူဆမှတကယ်ခံနေရမှကြည့်ပါ hierophant ဖိုင်ရောကပ်ဟုတ်ပြီ သစ္စာဖောက်ခံရတဲ့အထက်မှာငွေကြေးပြဿနာတွေပါရှိနေပုံပဲကိုယ့်ရဲ့ဖိုင်ဝမ်းနေ pyrosols ဟိုဘလောက်တော့နာကျင်နေရလဲကွယ်ဒီမှာကြည့်ရင် base of the diet ရဲ့ pyrosols ကို okay ကတ်တီကအရင်ကို dark ဖြစ်တဲ့မီးနီးတွေကိုပေးနေပေမဲ့ကိုကတော့တအားကြီးမွန်ကျက်နေတဲ့ feeling မျိုးမရဘူးပေါ့နော်ဒါက reader တယောက်အနေနဲ့ခံစားရတဲ့ sense ပေါ့နော်အဲ့လိုမျိုးအရင်မွန်ကျက်ရတဲ့ ဟာမျိုးတွေဆိုရင်ကိုကလေကက်ကင်နေရင်းနဲ့မွန်းကျက်လာတာမျိုးပင်ပန်းလာတာမျိုးအရန်ဒေါသထွက်ပြီးငိုချင်လာတာမျိုးတွေတချို့ client အနေနဲ့တချို့ reading တွေမှာကိုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး sensitive အရန်ဖြစ်ဒါပေမဲ့ဒီမှာကတော့ကြားတဲ့ကက်တွေကတော်တော်ကြီးကိုနက်နဲနေပေမဲ့ပော့ပါနေတဲ့ခံစားချက်ကဆိုတော့အဲ့ဒါပါကြောင့်လည်းဆက်ကြည့်ကြမယ်ဟုတ်ပြီဆိုတော့ file 1လို့အနေနဲ့ကြည်ရတာကတော့ပေါ့နော်ကျေရှော့ဖန်တီကဒီဒီဒီဖောက်ဖြက်ခံနေရတဲ့ကိစ္စတွေမှာပေါ့နော်ဒီ ဘယ်လိုပြောမလဲစိတ်ခံစားချက်တစ်ခုလည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ phi one လို့သစ္စာဖောက်ခံရတာကစိတ်ခံစားချက်တစ်ခုလည်းမဟုတ်ပဲねငွေကြေးပြဿနာတွေပါပါနေတာမျိုးကိုတွေ့ရတယ်တစ်ဖက်သူကမင်းအပေါ်မှာနှလုံးသားနဲ့ပတ်သက်ပြီးတော့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့လိန်ညာနေတဲ့အပြင်ငွေကြေးပိုင်းဆိုင်ရာတွေနဲ့ပါအာနာကျင်အောင်လုပ်နေတာမျိုးတွေ့ရတယ်။ဆိုတော့ဗောနော hierophant ဆိုတာကခိုင်း dust တွေမှာဆိုရင်ဘယ်လိုပြောမလဲ ရှေးရွှဲတယ်ဒါပေမဲ့လည်းဒီလူတယောက်နဲ့ပဲအာတယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်ပဲချစ်တယ်ဆိုရင်ပတ်သက်ချင်တယ်ဆိုရင်နမိတ်ကိုပေးပေးမယ်ဒီမှာတော့ကိုယ့်ရဲ့ဖိုင်ဝမ်တို့ကဒီတစ်ဖက်သူနဲ့ပတ်သက်လိုက်တဲ့အတွက်ကြောင့်မလို့ယောက်ျားမိန်းမအာမခွဲဘူးဂျန်တာမခွဲဘူးမင်းတို့ပတ်သက်လိုက်တဲ့တစ်ဖက်သူကဘသူပဲဖြစ်နေနေပေါ့နော်ဒီလူနဲ့ပတ်သက်လိုက်တဲ့အတွက်ကြောင့်မို့လို့ဖိုင်ဝမ်တို့ကငွေကြေးစီးပွားရေးလူမှုရေးအရာရာချို့ယွင်းသွားတာမျိုးရုတ်ရော့သွားတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ ဟိုတော်တော်ကြီးကိုပဲရက်ဆက်တဲ့အပြင်ရုံမာတဲ့ပါတနာမျိုးနဲ့တွေ့ခဲ့တာလို့ကိုကတော့ခံစားရတယ်ဒီမှာတော်တော်ကြီးကိုပဲနင်း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 နာကျင်ပြီးခဲ့ပြီဒီတစ္ဆာဖောင်းမှုအတွက်မင်းကတော့အော်ဒီမင်းရဲ့စိတ်အာရုံအလုံးစုံအကုန်လုံးကိုတစ်ဖက်သူပေါ်မှာပေးခဲ့တယ်ယုံကြည်မှုတွေချီနှောင်မှုတွေနှောင်တွယ်မှုတွေကိုယ့်ရဲ့အိမ်မက်တွေကမှာစာ sharing လုပ်ပေးခဲ့တယ်သူနဲ့မျှဝေခဲ့တယ် โอเคအဲ့ဒီဒီโอเคပေါ့နော်ဒါမင်းကပေးခဲ့တာဒါပေမဲ့ဒီကတ်တွေကတော့မင်းကို remind လုပ်နေတာဗာလဲဆိုတော့မင်းအရာရာဆုံးရှုံးသွားတာမဟုတ်သေးပါဘူးအခုဒီ reading ကိုကြည့်မိသွားပြီမလားပြန်ပြီးတော့အဖတ်ဆယ်ဖို့အချိန်မီသေးတယ်မင်းကိုမင်းပြန်ပြီးတော့ကဲတင်လို့ရသေးတယ်ဆိုတာမျိုးကို message ပေးနေတာမျိုးတွေ့ရတယ်ပေါ့နော် you still have yourself ဆိုတဲ့ message လေးရတယ် ဆိုတော့အတိတ်ကဒီအမားတွေကနေပြီးတော့နာကျင်နေတာမျိုးလဲပြိုနေတာမျိုးမဟုတ်ဘဲနဲ့သင်္ကန်းစာတွေယူပြီးတော့ပြန်ပြီးတော့ယုံထားရမယ့်အချိန်ဆိုတာမျိုးကိုတွေ့တယ်ဆိုတော့မင်းသာတစ္ဆာဖောက်ခံနေရတယ်အရန်ကိုနာကျင်နေပါတယ်ဆိုရင်တော့ဒီလူကြောင့်မို့လို့ကိုကိုကိုအရှုံးမပေးဘဲနဲ့ဒီမျိုးသမီးကြောင့်ဒီမျိုးသားကြောင့်မင်းတို့ကိုမင်းတို့ပျောက်ဆုံးသွားတာမျိုးမဟုတ်ဘဲနဲ့ကိုကိုကိုပြန်ရှာဖွေရမယ့်အချိန်ကိုကိုကိုအတွက်ပြန်ပြီးတော့ရက်တည်ရမယ့်အချိန်ဆိုတာမျိုးကိုတွေ့ရတယ် ီလူကမင်းစီကနေအရာရာကိုစုပ်ယူသွားပြီးခုတ်သွေးစုပ်တယ်လို့မျိုးကုံလုံးကိုယူသွားပြီးဆိုရင်တောင်မှပဲမင်းမှာ the hierophants ရဲ့ energy ရှိနေသေးတယ်ပေါ့နော်မင်းမှာဉာဏ်ပညာရေးရှိတယ်မင်းရဲ့ higher value ကဘာလဲဆိုတာကို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 နားလဲတချို့ကိုယ့်ရဲ့ pywan တွေကပေါ့နော်အရန်ဟိုရှေးရိုးဆန်လာမျိုးတွေရှိနေမြဲပေါ့နော်ဘယ်လိုပြောရမလဲတချို့ဆိုရင်အိမ်ောင်တဲ့အိမ်ောင်တဲ့ဘဝကိုရောက်နေတဲ့သူတွေလက်ထပ်ပြီးသားသူတွေဖြစ်နေမြဲပေါ့နော်ဒီကိုရဲ့ ်ဟိုမိသားစုကြောင့်ပဲဖြစ်ဖြစ်ကိုရရဲ့မြန်မာကာချာအရာပဲဖြစ်ဖြစ်ဒီအိမ်ဆောင်မှုဖျားတဲ့ဆိုတော့အစင်းမြင်စုတ်ထိုးဆိုတော့ဒီကိစ္စတွေကိုဟိုစပြီးတဲ့အချိန်မှာပြုတ်ပြင်းရခက်ခဲတယ်ဆိုပြီးတော့ဒီမကောင်းတဲ့သူကြီးကိုမကောင်းတဲ့ဟိုလူကြီးကိုတိခံပြီးတော့ပေါင်းသိနေရတဲ့သူတွေပါလိမ့်မယ်ပေါ့နော်အရန်ရှေးရိုးဆန္ဒမျိုးကိုယ့်ရဲ့မိသားစုကာချာရတော့၎င်းဒီလိုမျိုးဟိုတစ္ဆာအဖောက်ခံနေရတာတောင်မှပဲ ငွေကြေးအရာပင်မမှုတွေရှိနေတာတောင်မှပဲဒီလူနဲ့ပဲဆက်ပြီးတော့ပတ်သက်နေရသေးတယ်ဆိုတဲ့သူတွေပါတယ်ဆိုရင်တော့လေကိုကတော့မင်းတို့ရဲ့ဒီဉာဏ်ပညာကိုအသုံးချပါပတ်ဝန်းကျင်ဆိုတာအထက်ပဲပတ်ဝန်းကျင်ကငါ့ကိုဘယ်လိုမျိုးသုံးသပ်လိုက်မလဲပတ်ဝန်းကျင်မှာငါဘယ်လိုမျိုးအာညနာဖော်ရတော့မလဲဆိုတာမျိုးတွေမတွေးပဲနဲ့ညံကိုပဲအတုံးပြူပါဒီလူနဲ့ဆက်ပြီးတော့80နေထိုင်သွားမယ်ဆိုရင်ငါဘဝကဘယ်လိုဖြစ်လာမလဲဒီလူကိုပြက်ပြက်တာတာ ဖြတ်လိုက်မယ်ဆိုရင်ငါကဘာဖြစ်သွားမလဲဒီလိုမျိုးတေချာလေးတုံးတက်ပြီးတော့ကိုတကယ်လိုချင်တာကဘာလဲတကယ်လုံးတင်တာကဘာလဲဆိုတာကိုအာတေချာလေးရှာဖွေဖို့လိုအပ်တယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်တခုပဲရှိတယ် hydrophones ရဲ့ energy ရဲ့ရပေါ့เนาะအရန်ကြီးကိုကိုကိုတွန်းအားမပေးနဲ့အဲ့ဒီအစာပြန်တုံးတက်ပါဉာဏ်ပညာလေးနဲ့ပြန်ပြီးတော့ရှာဖွေပါကိုယ့်ရဲ့တကယ်တန်ဖိုးထားရတဲ့ value ပေါ့เนาะတကယ်တန်ဖိုးထားရတဲ့အာ စီမင်းစီကန်းနေလူတန်ဖိုးဆိုတာကဘာလဲချက်ချင်းမြတာရဲ့တန်ဖိုးဆိုတာကဘာလဲဘလို့တန်ဖိုးထားလဲကိုကဘလို့တတ်မှတ်ထားလဲဆိုတာတွေကိုပြန်ပြီးတော့ရှာဖွေဖို့အကြံပေးကြပါတယ်ရှင်ဆိုတော့အီရှော့ပန်ဒီကပါနေတဲ့အတွက်ကြောင့်မို့လို့မင်းအနေနဲ့ဘယ်လိုဆုံးဖြတ်ချက်တွေပဲချလိုက်ပါစီပေါ့မှာ new beginning ပေါ့နော်အစ်စ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 ်တော့စတင်မှုတွေကအချိန်မီလေးလုပ်လို့ရတယ်မင်းဘလောက်ပဲနာကျင်နေပါစီ ်မင်းမှာမျှော်လင့်ချက်ရှိနေသေးတယ်မင်းမှာအသက်စကွန်ရှိနေသေးတယ်ဆိုတာကိုအမြဲတမ်းသတိရနေပါသူတို့မရှိပဲလဲဘဝကစတင်လို့ရတယ်သူတို့မရှိပဲလဲပျော့ပျော့နေလို့ရတယ်ဆိုတာကိုသိနေဖို့လိုပါတယ်ဆိုတော့ study in new chapter တော့ healing for yourself by by one လို့ရေးကိုကိုကို healing လုပ်ရင်းနဲ့ကိုရဲ့နာကျင်မှုတွေကိုကုစားရင်းနဲ့ကိုဘဝရဲ့နောက်ထပ်အ new chapter ကိုပြန်ပြီးတော့စတင်လို့ရပါပြီဆိုတော့ stronger ဖြစ်တဲ့ foundation တွေကိုပြန်ပြီးတော့ rebrick လုပ်ပါပေါ့เนาะဒီတန်မာတဲ့ကိုကိုကို strong ဖြစ်တဲ့ foundation တွေကိုပြန်ပြီးတော့တည်ဆောက်ပါဆိုတော့အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့အယူအဆမှားမှားသွားဖို့တော့ပြောချင်တယ်ပေါ့နော်နောက်ထပ်လူတယောက်နဲ့ commitment ဖြစ်တဲ့ relation တွေကိုပြန်ပြီးတိဆောက်ခိုင်းတာပြောတာမဟုတ်ဘူးနော်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့တိဆောက်ဖို့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ရှာဖွေဖို့ပြောတာပါရှင်ကိုယ့်ရဲ့ personal growth တွေ stability ဖြစ်ဖို့တွေဒီ future က security ဖြစ်အောင်လို့ဘယ်လိုမျိုးအလုပ်စူးစမ်းမလဲဘယ်လိုမျိုးအာ တယောက်တည်းရက်တည်မလဲဆိုတာကိုပြန်ရှာဖွေဖို့ပြောချင်တာပါရှင်ဆိုတော့ပြန်ပြီးတော့အာ summary လုပ်ရရင်ပြန်ပြီးတော့အကျဉ်းချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ file 1တို့အနေနဲ့ဒီ fire cup ရဲ့ energy နဲ့ပေါ့နော်ဒီအဆင်မပြေမှုတွေဒီလူနဲ့ပတ်သက်ပြီးတော့နာကျင်မှုတွေကြားထဲမှာပိတ်မိမနေပါနဲ့ကိုကိုကိုပိတ်မထားနဲ့အဲ့ဒီနာကျင်နေရမလားအဲ့ဒီနာကျင်နေတာကိုတိလိုက်အတိမှတ်ပြုပြီးတော့ဒီကနေရုံထွက်ခဲတော့ရုံထွက်ဖို့အချိန်ရောက်ပြီ ောက်ပြီးတော့ကိုတန်ပိုးထားရတဲ့ချစ်ချင်းနဲ့ပတ်သက်လို့လူတွေနဲ့ပတ်သက်လို့ဘလို့မျိုးကိုကသတ်မှတ်ခဲ့တာလဲကိုရဲ့ core value တွေနဲ့ပြန်ပြီးတော့ဆက်သွယ်ရမယ့်အချက်လူတွေနဲ့ပတ်သက်ပြီးတော့ boundary တွေတိဆောက်ရတော့မယ့်အချက်မိရဲ့အနာဂတ်ကိုပဲ focus ထားပြီးတော့စူးစမ်းရတော့မယ့်အချက်ဆိုတာကို တွေ့ပါတယ်ရှင်ဆိုတော့ fighting taiwan တို့ရေ taiwan တို့အနေနဲ့လှုပ်တင်တာကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချပြီးတော့ကိုကိုကိုပြန်လဲတိဆောက်ခြင်းပါရှင် ဆိုတော့အဟဲတီဖြစ်တဲ့ relation လေးကိုအအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလင်းလင်းလှဲ့ကြခြင်းကင်းတဲ့ချက်ချင်းနေနဲ့အာတွေ့ရှိကြပါစေရှင်ဆိုတော့ဒါကဒီ general reading ဖြစ်တယ်ပေါ့เนาะ personal reading တူတူယောက်တည်းရဲ့ energy နဲ့ဖတ်ချင်တယ်ဆိုရင်เนาะ message box ကနေလာပြီးတော့အာ package လေးတွေလာဝယ်လို့ရပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ် YouTube Facebook နဲ့ TikTok ဒါလေးတွေကိုလည်း like and subscribe follow လေးလုပ်ထားလို့ရပါတယ်ရှင်ဒီလိုမျိုး free reading လေးတွေကိုအစမပြတ်ရယူခြင်းနဲ့ဆိုရင်ပေါ့ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်ကိုတို့တွေနောက်ထပ် video လေးနဲ့ပြန်တွေ့ကြမယ်နော် ဟုတ်ပါပြီဆိုတော့ကိုရီဖိုင်း2ကိုသွားကြစို့မင်္ဂလာပါဖိုင်း2ကိုရေခုဖတ်ပေးမှာကတော့သစ္စာဖောက်ခံနေရတယ်ဆိုရင်ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဘာဆက်လုံးတင်လဲဆိုတာကိုဖတ်ပေးမှာပဲဖြစ်ပါတယ်ဒီခေါင်းစဉ်ကပေါ့နော် reading title က sensitive ဖြစ်တဲ့အတွက်ကြောင့်မို့လို့ sensitive ဖြစ်တတ်တဲ့သူတွေဆိုရင်တော့ဝင်မကြည့်တာကကောင်းပါလိမ့်မယ်ရှင်ကိုကတကယ်လဲသစ္စာဖောက်ခံနေရတယ်မပျော်ရွှင်ရတဲ့ဆက်ဆံရေးထဲမှာပိတ်မိနေပြီးတော့ဒီကနေဘာလုပ်ရမလဲအဖြေရှာခြင်းလဲဆိုရင်တော့ကြည်ပါရှင် ဆိုတော့ queer pride ကို queer pride ကိုဒီစာဖောက်ခံနေရတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဆက်လုပ်တင်လို့ပြောပြပေးပါရှင်။ queer pride ကိုလည်းဒီစာဖောက်ခံနေတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးဆက်လုပ်တင်လို့ပြောပြပေးပါ။ queer pride ကဲ queer pride ကဖန်တီကဲငွေကြီးเนี่ยปัดตัดได้ energy တွေပဲတွေ့နေရယ်ဖိုင်းဝမ်းမှာလည်းအဲ့ဒါပဲတွေ့ကြရယ်ပေါ့เนาะဆိုတော့ဒီနေ့လာကြည့်ရတဲ့အထက်မှာ Capricorn နေ့ ို့မဟုတ် outside နေအရန်ကိုမှညားလိမ့်မယ်တဝဝိုင်းဝိုင်းဟာဂမန်အာဆိုတော့ဘောနော်အခုပိုင်းတူကိုရွေးထားတဲ့သူတွေကတော့လက်စုပ်လက်ကင်မမိထားဘူးပေါ့နော် တစ္ဆာဖောက်ခံနေရတယ်လို့ခံစားနေရတာပဲရှိရ။သူတကယ်ဖောက်နေလားမဖောက်နေလားတက်တည်တက်ကာရတော့ရှိမနေဘူး။ဒါပေမဲ့ဒီလူနဲ့ပတ်သက်လို့တစ်ဖက်သူနဲ့ပတ်သက်ရင်စိတ်တွေကတော့ပြင်းမှန်းနေရတယ်။သူအမြဲတမ်းကိုယ့်ပေါ်မှာမယိုးသားဘူးလို့ခံစားနေရတယ်ဆိုတဲ့သူတွေများလိမ့်မယ်ဒီဒီဖိုင်းတူကိုရွေးထားတဲ့သူကဖိုင်းဝန်းတော်ကကြတော့မတူဘူး။ဖိုင်းဝန်းတော်ကကြလုံးဝကိုတက်တည်တက်ကာရနဲ့ဒီလူက ကိုပေါ်စစ်စာဖောက်နေတာတေကိုတေကြရဲဆိုတဲ့သူတွေနှေးတာ high 2မှာကြာအဲ့လိုမဟုတ်ဘူး high gamers ရဲ့ energy နဲ့ဟိုမရောက်ဒီမရောက်ဖြစ်နေတာပေါ့နော်အာသူတစ်စာဖောက်နေလားဟုတ်ပြီငါမြင့်ငါ့ကိုတစ်စာဖောက်တယ်လို့စွတ်စွဲတယ်ဘယ်မှာလဲတက်တည်ဆိုရင်လေကိုရဲ့ high 2တို့အနေနဲ့ကပြစီရမှာရှိဒါပေမဲ့ feeling ပေါ့နော် sense ပေါ့ခံစားချက်အရာတော့တည်နေတယ်ဒီလူကိုယ်ပေါ်မှာမယိုးသားတော့ဘူးဒီလူကိုယ်ကိုလှည့်ပြားနေပြီဆိုတာကိုတည်နေတယ်ခံစားချက်တွေကပိတ်မိပြီးတော့ရှုံထွေးနေပြီသူနဲ့ပတ်သက်ဒါပေမဲ့အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်လေဝေါ်တွေ့တာတော့ energy နဲ့ အပေါ်ရန်အနေနဲ့ကြည့်မယ်ဆိုရင်လည်းဟိုကောင်းတယ်ပေါ့နော်ပတ်ဝန်းကျင်ကလူတွေကကိုတို့ကိုတွေနှစ်ယောက်ရဲ့ဆက်ဆံရေးပေါ့နော်ဒါကအိမ်တော်တွေလည်းကြည့်လို့ရတယ် marriage အဲ single အဲ့ဒါကိုဘယ်လိုပြောရမလဲ relationship အแทမှာပဲရှိနေသေးတယ် letter တဲ့အထိတော့မရောက်သေးဘူးဆိုတဲ့သူတွေလည်းကြည့်လို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ပတ်ဝန်းကျင်ကကြတော့ကိုယ့်ရဲ့ဖိုင်တူးကိုဘယ်လိုမြင်လဲဆိုတော့ကြတော့ဟဲချစ်ခံရတာကန်ကောင်းလိုက်တာ သူတို့နှစ်ယောက်ကအားကြစေတာလေဆိုပြီးတော့ကိုရီးယား relation ကအများရဲ့အမြင်မှာလုံးဝကိုအာအားကြစေရာကြီးဖြစ်နေတာတကယ်တော့အတွင်းထဲမှာ like စားနေတာအတွင်းထဲမှာမတူတာရစ်ပတ်ပြီးတော့ကြိုးနေတယ်သူဘလို့ယုံထွက်ရမှန်းမသိဘူးကို့မှာတော့မုန်းကြံနေတာဒီလူကကို့ဘောမကောင်းဘူးမကျင်နာဘူးအများအရှိမှကျင်နာတဲ့အောင်ပြနေတာ ကျင်နာရောင်ဆောင်နေတာပေါ့နော်ဒါတွေကိုကိုပဲသိတယ်ဆိုတော့ဆက်ဆံရေးထဲမှာရောက်နေတဲ့သူတွေဖြစ်လိမ့်မယ်ဒီ5 2ကိုယူရတဲ့သူတွေကဟုတ်ပြီဆိုတော့5-2ကိုအနေနဲ့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးဘာဆက်လုပ်တဲ့လဲဆိုတာကိုကြည့်အောင်အာဒါပဲမဲ့ပေါ့နော်ကိုယ့်ရဲ့5-2ကတော့တဝောရဲ့ energy နဲ့ကိုယ့်အကိုကိုရှာကြံပြီးတော့ healing လုပ်နေတာမျိုးဒီလူကိုဆွတ်လွတ်နိုင်ဖို့ဒီသူနဲ့ပတ်သက်တဲ့ဒီစာခေကြီးကိုတခမ်းရက်နိုင်ဖို့အတွက်တစ်ဖက်တစ်လမ်းကတိတ်တိတ်လေးကြိုးစားနေတာကိုတွေ့ရတယ်ပေါ့နော် ဆိုတော့ဒီ relationship ထဲမှာမင်းအနေနဲ့ရုန်းကန်ခဲ့ရတာ survive လုပ်ခဲ့ရတာတော်တော်ကြီးကိုကြာနေပြီဆိုတော့နီးစပ်နေပြီပေါ့နော်ဒီ connection ကမင်းအတွက်လုံလောက်နေပြီဒီ connection ကနေထွက်သွားဖို့အတွက်အာစူးစမ်းနေတာအတိတ်ကအမှားတွေကနေသင်ခန်းစာတွေယူပြီးတော့နာကျင်မှုတွေကနေပြီးတော့ဟိုတိုးတက်မှုတွေရဖို့အတွက်ဒီအချိန်လေးကိုအသုံးချပြီးတော့ဒီ chapter ကြီးကို close လုပ်လိုက်ဖို့အတွက်ပိတ်လိုက်ဖို့အတွက်ဒီလူနဲ့ပတ်သက်တဲ့ နာကျင်မှုတွေအကုန်လုံးကိုပိတ်လိုက်ပြီးတော့တခန်းပြန်ဆဖို့အတွက်ကြိုးစားနေတာဟာအဖြေရဖို့နှိစက်နေပါပြီဆိုတော့ congratulation ဖိုင်1တွေတုန်းကတော့ရုံးထွက်ဖို့အတော်လေးကိုပဲအကြံဉာဏ်တွေပေးခဲ့ရတယ်ဖိုင်2မှာတော့အစကတည်းကကိုကကိုရဲ့ဖိုင်2ကိုကဒီဆက်ဆံရေးကနေရုံးထွက်ဖို့တဝက်တော်သူတွေကကြိုးစားပြီးနေပြီလွမြောက်ခံနေပြီနာကျင်မှုတွေကလည်းပျောက်ွယ်လူနီးနီးဖြစ်နေပြီဒါပေမဲ့လည်းမေ့သွားတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်သူကအချိန်အကြာကြီးကိုရဲ့ဖိုင်2ကို control လုပ်ခဲ့တာမျိုး အချိန်အကြာကြီးကိုဒီမှာတူတာဘလောက်တော့ဝန်ကျက်စရာကောင်းလဲအချိန်အကြာကြီးကိုပဲသူစရာသွားသူထားသလိုနေဆိုတဲ့ပုံစံမျိုးနဲ့အာအသက်မဲ့အောင်လို့ကိုယ့်ရဲ့ပိုင်းတူတို့ကိုကင်တွယ်ခဲ့တာမျိုးထိမ့်ချုပ်ခဲ့တာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအချိန်မှာတော့ကိုယ့်ရဲ့ဖိုင်တူတို့က you are ready to move on ပေါ့နော် move on လုပ်ဖို့အတွက်အစဉ်အသင့်ဖြစ်နေပြီဆိုတာမျိုးကိုတွေ့ရတယ် ပို့ပြီးတော့လည်းတန်မာလာပြီပို့ပြီးတော့လည်းညင်းနေကောင်းလာပြီပို့ပြီးတော့လည်းရှင်းလင်းပြတ်သားလာပြီရှင်းလင်းပြတ်သားလာပြီဆိုတာမှာအချစ်ရည်နဲ့ပတ်သက်ပြီးတော့ငါဘာလို့ကျင်တာလဲလူမှုဆက်ဆံရေးတွေနဲ့ပတ်သက်ပြီးတော့ငါဘာလို့ကျင်တာလဲငါလိုချင်တဲ့ချစ်ချင်းမြတ်တာဆိုတာကဘယ်လိုပုံစံမျိုးလဲဆိုပြီးတော့ပြန်ပြီးတော့ရှာဖွေဟိုရှာဖွေပြီးတော့ရှင်းရှင်းလင်းလင်းသိနေပြီဆိုတဲ့အခြေအနေကိုရောက်နေပြီပေါ့နော်ဒါပေမဲ့ four fantigel ရဲ့ energy အရာတော့ဘောနော်ကိုယ့်ရဲ့ဘိုင်းတူတို့ကဘလောက်ပဲဒီလူစီကနေယုံထွက်ဖို့ စူးစမ်းနေပါစေ။သူကတော့လှုပ်ပေးဖို့မမြင်ဘူးပေါ့နော်။သူကမင်းတို့ကိုမင်းတို့ကိုမလှုပ်ပေးဘူး။ဥမာအိမ်အောင်တဲ့ဆိုရင်ကွာရှင်းမပေးတာမျိုးပေါ့နော်။ relationship ထဲမှာရှိနေတဲ့သူတွေဆိုရင်လည်းကိုကဘလောက်ပဲသူစီကနေယုံထွက်နေပါစေ။သူကပြက်မပေးတာမျိုးတွေဖြစ်နေနိုင်တယ်ဖြစ်တတ်တယ်။ဒါကြောင့်မို့ဒါကြောင့်မို့လို့ productive your self ပေါ့နော်။မင်းတို့တွေကိုကိုကိုကာဝယ်ဖို့လိုတဲ့ဖိုက်တူတို့ရေ ကိုကဘလောက်ပဲယုံထွက်နေပါသေးတဖက်သူကလက်လွတ်မပေးလိုက်ဘူးဆိုရင်လည်းဒီခြေတိုင်းမှာပြန်ညှိနေတတ်တယ်ပေါ့နော်ဆိုတော့ကိုကကိုကာကွယ်ရင်းနဲ့အချက်အလက်တွေတေချာစုဆောင်ပြီးတော့ကိုစိတ်ကိုတေချာနိုင်အောင်ပိုင်းဖြတ်ပြီးတော့ဟိုရှင်းလင်းဖို့လိုတယ်ပေါ့နော်ဆိုတော့အအတိတ်တွေနဲ့အမျိုးကိုချုပ်ကင်ထားတာမျိုးပေါ့နော်ဒီရှုံရှုံမှုဒီဘယ်လိုပြောမလဲဆုံးရှုံးရမှာကြောက်တဲ့အကြောက်တရား ြောင်းလဲရမှာကြောက်တဲ့အကြောက်တွေကဒါမှမဟုတ် uncertainty ပေါ့နော်အနာဂတ်ကမသေးကြဘူးဆိုတာမျိုးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့တစ်ဖက်သူကကိုယ့်ရဲ့ဖိုင်းတူးတို့ကိုမင်းငါမရှိပဲနေနိုင်လို့လားတို့မင်းငါမရှိဘူးဆိုရင်ဒီအိမ်တောင်ကြီးကိုဘယ်လိုမျိုးချက်ပြီးတော့လုံးပါလေဒီကလေးတွေနဲ့ဘယ်လိုရှိဆက်သွားမှာလဲလို့အိမ်တော်သေးလေးဆိုရင်လေပတ်သက်မင်းငါမရှိဘဲနဲ့ဘယ်လိုသုံးမှာလဲဘယ်လိုစားမှာလဲလို့ဒီလိုမျိုးကိုယ့်ရဲ့ပိုင်းတူးလို့ခေါင်းထဲကိုအကြောက်တရားတွေတွတ်သွင်းတာပေါ့နော်အပြောင်းလဲတွေလောက်ရမှာကြောက်အောင်လို့မင်းရဲ့အနာကကမတေချာဘူးဆိုတာမျိုးတွေ ဟိုပုံဖော်ပြီးတော့ကြတော့မင်းတို့ကိုသူတို့ကဆွဲထားတာမျိုးပေါ့နော်တိုးတော်လဲပဲရအောင်ရုံးထွက်ပါဒီတစ်ဖက်သူကတော့သူတို့ကပဲမင်းတို့ကိုကာဝယ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့မရှိရင်မင်းတို့ကအဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မင်းတို့ကိုဆက်ပြီးတော့ကင်တွယ်ထားလိုက်မယ်ဆက်ပြီးတော့ထိမ့်ချုပ်ထားလိုက်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒီ relationship ထဲမှာနေရတာလားမင်းအတွက်ချစ်ချင်းမြတ်တာတွေရတလားဒါမှမဟုတ် အကြောက်တရားတွေရသလားကိုကိုကိုပြန်သုံးသဒီလူဘာတွေပဲပြောနေပါစေမင်းကလေလက်ရင်ကိုလှုပ်ချင်တယ်အကြောက်တရားတွေကနေယုံထွက်ချင်တယ်စိုးရင်ပူပန်မှုတွေကနေယုံထွက်ချင်တယ်မလွတ်လပ်ရတဲ့အသက်ရှူကျက်စရာကောင်းလောက်တဲ့ချက်ချင်းလို့အမိခံထားရတဲ့စိတ်ပင်ပန်မှုတွေတွေကနေယုံထွက်ချင်တယ်ဆိုရင်တော့ကိုယ်တိုင်စူးစမ်းမှပဲရပါမယ်ရှင်ဖိုရဆော့အန်နဂျီတွေ့လားဆိုတော့ဟိုက်ဒရိုအနေနဲ့က တခြားလေးအနားယူဖို့လိုအပ်နေတယ်အနားယူရဲဆိုတာကလေဟိုအိတ်တက်လိုက်တာမျိုးလှုပ်ချင်တာတွေရှောက်လှုပ်ပြီးတော့ကြတော့ဟိုပျော့ပါးနေတာမျိုးကိုပြောချင်တာမဟုတ်ဘူးเนาะကိုယ့်ရဲ့ဖိုက်တူတို့ကစိတ်ရောကိုယ်ရောပင်ပန်းနေခဲ့တာကြာလာပြီတချို့သူတွေဆိုရင် abuse အရန်ဖြစ်တယ်ကိုတိလက်ရောက်ကျူးလွန်ခံထားရတဲ့သူတွေတောင်ပါလိမ့်မယ်ဒီပိုင်းထဲမှာဆိုတော့ဒီအချိန်ကလေတခြားလေ rest လုပ်ရမယ်ပေါ့နော်အနားယူပြီးကိုကိုကိုပြန်ပြီးတော့အားရင်နေပေး recovery ပြန်လုပ်ပြီးခံမှာ ဘာလုပ်မလဲဆိုတာကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချရမှာအချိန်ယူပြီးတော့ကိုကိုဒီချိန်မှာအရန်တွန်းအောင်မပေးနဲ့ဒီလူနာကနေထွက်သွားရရင်ပြီးရပဲဆိုတဲ့ပုံစံမျိုးနဲ့ကိုကိုကိုစွအတင်းတွန်းအားပေးပြီးတော့ကြတော့ကြိုးစားတာတွေရုန်းကန်တာတွေမလုပ်ဘဲနဲ့တဆင့်ချင်းတဆင့် step by step သွားပေးတာအချိန်ယူပြီးမှဟိုအားအပြည့်ဖြစ်လာပြီဆိုကမှစနစ်တကျအကောင့်ထဲပေါ့ဆိုတော့ main လိုအပ်နေတာ unit rest ပါနော် time to yourself ဆိုတော့ time to လို့ရေဒီအချိန်မှာတော့မိရဲ့ဘဝက ဒီအချစ်ရေးနဲ့ပတ်သက်လို့အိမ်တော်ကြီးနဲ့ပတ်သက်လို့နည်းနည်းလေးပယံပရာဖြစ်နေလိမ့်မယ်လှုပ်ခါနေလိမ့်မယ်ပေါ့နော်ကိုကိုတိုင်းတောင်ကင်တွေရခက်လာအောင်ဒါပေမဲ့လည်းမင်းလုံနိုင်ပါတယ်အယံကိုနာကျင်နေတဲ့အချိန်အယံကိုစိတ်လှုပ်ရှားနေတဲ့အချိန်မှာဆုံးဖြတ်ချက်တွေကိုမချပါနဲ့ရှင်ဆိုတော့ဒီအချိန်မှာတော့ခဏလေးရပ်လိုက်ပါပြီးရင်အသက်ရှူပြီးပြီဆိုရင်မင်းရဲ့ခွန်အားတွေကိုအစ်စ်ပြန်ရောက်လာပြီဆိုပြီးတော့ ပြန်ပြီးတော့စတင်ကိုယ့်ရဲ့ခွန်အားတွေနဲ့ကိုယ့်ခန္ဓာကိုယ်ကြီးငါခန္ဓာကိုယ်ရဲ့ power တွေပြန်ရောက်လာပြီတတိပြန်ရောက်လာပြီအင်အားတွေပြန်ရောက်လာပြီဆိုတဲ့ပုံစံမျိုးနဲ့အခုအချိန်မှာစိတ်ဓာတ်ကျနေတဲ့လဲပြိုနေတဲ့သူရှိရဆိုရင်ခဏလေးရတိုင်းပြီးရင်အသက်ဝဝရှူပြီးရင်ပြန်စတင်ဖို့ကြိုးစားပါပြီးရင်တော့ဒီဆက်ဆံရေးကနေမိကိုယ်တိုင်းဘာလူကျင်တာလဲဆိုတာကိုရှင်းလင်းပြသစွာသိအောင်လုပ်ပါဆိုတော့ဘိုက်တူတို့အတွက်ကို final advice ပေးရရင်တော့ close the emotional circuit ပေါ့နော်ဒီလူနဲ့ပတ်သက်လို့နာကျင်ရတာတွေပြင်ပန်းရတာတွေကို close လုပ်လိုက်ပါတော့အဲ့ဒီနောက်မှာတော့ဒီဟာကြီးနဲ့အဝေးကိုထွက်သွားပြီးရင်အကြောက်တရားကိုအခြေခံထားတဲ့ attachment တွေကနေလုတ်ကင်းအောင်လုပ်ပါဆိုတော့ကိုယ့်ရဲ့ဖိုင်းတူးတို့အနေနဲ့ကလည်းမင်းတို့ရဲ့တစ်ဖက်သူကိုချစ်နေတာမျိုးမတွေ့ရဘူးကြောက်နေတာကြောက်နေရင်းနဲ့ပဲ attachment ဖြစ်နေတာပေါ့နော် ကြောက်လို့ပဲသူစီကနေရုံမထွက်နိုင်ဘူးကြောက်လို့ပဲသူနဲ့မလုတ်ကင်းနိုင်ဘူးဒီလိုမျိုးတွေကနေဒီတန်တရားကြီးရဲ့မှာပြန်ပြန်လည်ပတ်နေတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒီလိုမျိုး attachment တွေကို holding လုပ်ထားခြင်းအပြင်စုပ်ကင်ထားခြင်းအပြင်မင်းရဲ့ငြိမ်းချမ်းမှုစီကိုရောက်ဖို့ဝေးလေဝေးလေဖြစ်ပါလိမ့်မယ်ဆိုတော့ပထမဆုံးဦးစားပေးလို့ရမှာကတော့မင်းရဲ့နာကျင်နေပြီးသားစိတ်ခံစားချက်တွေအကုန်လုံးကိုအရင်ဆုံး healing လုပ်ဖို့ ကြိုးစားပါအဲ့ဒါပြီးကံမှာပဲမြင့် source ကိုတေချာလေးအနာယူဈေးဖို့အတွက်ဖန်တီးပေးပါဆိုတာမျိုးကိုပြောချင်ပါတယ်ရှင်ဆိုတော့အာကိုရဖိုက်တူးတို့အနေနဲ့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဘာလုပ်တဲ့လဲဆိုတာကိုတေချာလေးမြင်သွားပြီလို့ထင်ပါတယ်ရှင် ဆိုတော့ phi 2တို့အနေနဲ့ကတော့ပင်မနေရတဲ့ဒဏ်ရာတွေ phi 1က phi 2တို့ပါပင်မနေရတဲ့ဒဏ်ရာတွေအတွက်တော်တော်ကြီးကို healing လုပ်ဖို့လိုတယ် healing လုပ်တယ်ဆိုတဲ့အချိန်မှာလဲပေါ့နော်ဟိုခန်းစားချက်တွေကိုမျိုးသိထားတာမျိုးမဟုတ်ပဲね write down လုပ်တာမျိုး journaling ရေးပြီးတော့ဖတ်ထုတ်တာမျိုးပဲဖြစ်ဖြစ်ယုံကြည်စိတ်ချရတဲ့မိတ်ဆွေအပေါင်းအသင်းတွေစီမှာရင်ဖွင့်တာပေါ့မျိုးပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးအာမရှိဘူးယုံကြည်ရတဲ့သူမရှိဘူးဆိုရင်လည်း အာ course လုပ်ပေးတဲ့ဆရာဆရာမတွေရှိမှတော့၎င်း program တွေရှိမှတော့၎င်းသွားပြီးတော့ရင်ခွင်တာမျိုးကိုယ့်ရဲ့တန်းရာတွေကိုပူစားတာမျိုးလုပ်ပါလို့အကြံပေးချင်ပါတယ်ရှင်ဆိုတော့ဒါက general reading ဖြစ်တယ် personal data နဲ့ personal reading လေးဝယ်ယူခြင်းနဲ့ဆိုရင်တော့ message ပေါင်းမှာစုံစမ်းလို့ရပါတယ်ရှင်ဆိုတော့ YouTube နဲ့ TikTok ကိုဒိုမဟုတ် Facebook ကို like and subscribe follow လေးလုပ်ထားခြင်းအပြင်လည်းဒီလိုမျိုး free reading လေးတွေကိုစဉ်ဆက်မပြတ်လက်ခံရရှိမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ် healthy relationship လေးနဲ့အတူတူတာယာပျော်ရွှင်ပွဲကောင်းတဲ့ energy တွေကိုပေးနိုင်တဲ့ partner နဲ့အမြန်ဆုံးစုံစည်းနိုင်ကြပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်ကိုရိုရီနောက်ထပ်ဗီဒီယိုလေးနဲ့တို့ပြန်တွေ့ကြမယ်နော်